ရွေးကောက်ပွဲကျင်းပမယ့်ရက်ကိုရထားသတ်မှတ်ပြီးဖြစ်ပြီးအချိန်မီကြိုတင်ထုတ်ပြန်ပေးသွားမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC ကပြောပါရယ်။နာဆာကဥက္ကဋ္ဌကရွေးကောက်ပွဲကိုဒဇမလမှာကျင်းပမယ်လို့ပြောထားတဲ့အတွက်ရွေးကောက်ပွဲကျင်းပမယ့်ရက်အတိအကျကိုသတ်မှတ်ထားပြီလားဆိုတဲ့သတင်းဌာနတစ်ခုရဲ့မင်းမြတ်မှုအပေါ်ပြန်လည်ဖြေကြားရမှာ UEC ကအထက်ပါအတိုင်းထည့်သွင်းပြောကြားခဲ့တာဖြစ်ပါရယ်။ ပြည်တော်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ရွေးကောက်ပွဲကျင်းပမဲ့ရက်ကိုရထားသတ်မှတ်ပြီးဖြစ်ပြီးအချိန်မီကြိုတင်ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။ရွေးကောက်ပွဲကျင်းပမဲ့ရက်သတ်မှတ်ကြေညာပြီးနောက်ပိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စရင်စီစစ်ပြီးချိန်မှာမဲဆွေစည်းရုံးရေးကာလကိုသတ်မှတ်ကြေညာသွားမှာဖြစ်ပါတယ်လို့ပြည်တော်စုရွေးကောက်ပွဲကော်မရှင် UEC ကပြောပါတယ်။လာမယ့်ရွေးကောက်ပွဲမှာ တနိုင်ငံလုံးစည်းရုံးမဲ့ပါတီ၉ပါတီမှာ၃ပါတီဟာတမဲ့ရုံကအရေအတွက်ဖွင့်လှစ်ထားနိုင်ပြီး၆ပါတီဟာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါသတ်မှတ်ချက်အတိုင်းရွေးကောက်ပွဲကျင်းပမဲ့နေ့ရက်မတိုင်းမီအ ਨੇ ဆုံးရက်ပေါင်း60ကျော်တင်ပြီးကော်မရှင်ကအမိန့်ကြေညာစာနဲ့ထုတ်ပြန်တဲ့နေ့ရက်အတွင်းသတ်မှတ်ရုံကပြည်မီနိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်းပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကပြောပါရယ်တိုင်းဒေသကြီးသို့မဟုတ်ပြည်내တစ်ခုအတွင်းမှသာစည်းရုံးမဲ့ပါတီ45ပါတီမှ16ပါတီဟာ သမတ်ရုံးခန်းအရေးအတွက်ဖွင့်လှစ်ထားနိုင်ပြီး26ပါတီဟာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေပါသမတ်ချက်အတိုင်းရွေးကောက်ပွဲကျင်းပမယ့်နေ့ရက်မတိုင်မီအနည်းဆုံးရက်ပေါင်း60ကြိုတင်ပြီးကော်မရှင်ကအမိန့်ကြေညာစာနဲ့ထုတ်ပြန်တဲ့နေ့ရက်အတွင်းသမတ်ရုံးခန်းပြည်မြေနိုင်ရေးဆောင်ရွက်ရမှာဖြစ်ကြောင်းယူရေးစီကပြောပါရယ်။ဒါပြင်ယူရေးစီကနေမြေအခြေအနေကန့်သက်ချက်ရှိတဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တွေမှာရှိတဲ့ပါတီတွေရုံးခန်းဖွင့်လှစ်တာနဲ့ဆက်လင်းပြီးသက်ဆိုင်ရာပါတီရဲ့တင်ပြချက်အပေါ်စီစစ်ပြီး လုံခြုံရေးကောင်းမွန်တဲ့မြို့နယ်ရုံးတွေမှာယာယီတွဲဖက်ဖွင့်လှစ်ခွင့်ပြုထားပါတယ်။ပြည်တော်စုရေးကောက်ပွဲကော်မရှင်အနေနဲ့ပါတီတွေအတွက်ဖြေလျှော့ဆောင်ရွက်ပေးပြီးဖြစ်ပါတယ်လို့ပြောပါတယ်။ရွေးကောက်ပွဲကိုခုနှစ်ဒဇမထမောင်းဖို့2026ဇန်နဝါရီလမှာအစိုးဆုံးကျင်းပဖို့စီစဉ်ထားတယ်လို့နာဆာကဥက္ကဋ္ဌကဘယ်လာရုစ်နိုင်ငံသမ္မတလူကာယန်ကော့စ်နဲ့ဘယ်လာရုစ်သမ္မတနန်နော်မှာတွေ့ဆုံပြီးနှစ်နိုင်ငံဆွေးနွေးမှုတွေအပြီးမတ်9ရက်ကပြုလုပ်တဲ့ပူရဲသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့တာဖြစ်ပါတယ်။